According to my fellow students, my name is Modu Jo. I'm here to discuss the topic of Unit 11 vocabulary, words related to illness. ဆိုဖျားနာခြင်းနဲ့သက်ဆိုင်တဲ့ဆက်လုံးမလို့ပေါ့ဆိုရှေးက reader မှာဆရာတို့ကနေမကောင်းတဲ့အကြောင်းပြောထားတာပေါ့ဆိုတော့ဒါနဲ့သက်ဆိုင်တဲ့ဆက်လုံးတွေကိုဆရာတို့ vocabulary မှာလေ့လာကြည့်ရအောင် ဆိုတော့ဒီမှာ world map လေးပြီးထားတာပေါ့နော် world map ဆိုတာကတော့အလဲကောင်မှာစလုံးတစ်လုံးရှိမယ်ဆိုတော့အဲစလုံးနဲ့သက်ဆိုင်တဲ့နောက်ထပ်စလုံးတွေကိုဆင်ပွားပြီးတော့ရှာတဲ့ပုံစံပေါ့ဒါတော့တမီးဆိုရှေ့က unit တွေမှာလုပ်ခဲ့တဲ့ world map နဲ့နည်းနည်းလေးဆင်တယ်ဒီမှာ world map ကြတော့သူက thesaurus တွေဟိုမှာအထိပယ်တူရစလုံးတွေတန်တူကြောင်းခွဲတွေ antonin တွေ synonyms တွေရှာတာသူကတော့အလုံးပုံပဲစကလုံးကိုပဲပွားပြီးတော့ vocab ကိုပဲပွားပြီးတော့မှရှာတဲ့သဘောမျိုးပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် illness ်ဖျားနာခြင်းဆိုတာကိုသူပြရတယ်ဆိုတော့ဖျားနာခြင်းနဲ့ပတ်သက်တဲ့ဆက်လုံးဒီမှာ၃လုံးသူထပ်ခွဲ symptoms ယောဂလက္ခဏာ type of illness ဖျားနာခြင်းအမျိုးအစား medicine ဆေးဝါးဆိုတဲ့ web ကိုသူ၃လုံးခွဲထားတယ်အဲ့မှာမှလည်းက symptom လက္ခဏာကိုဆက်လို့ဘလို့ပြန်ပြီးတော့ဆက်လုံးနေနဲ့ခွဲလို့ရမယ်ဆိုတော့ဒီမှာ nemuna fever ဟုတ်တယ်လေဖျားတာရဲ့လက္ခဏာပါလဲဆိုတော့ဖျားတက်တာပေါ့ fever ပေါ့ဆေးဝါးဆိုတော့ဒီမှာ tablets ဆေးပြားဆိုတဲ့ဆက်လုံး ပြီးတော့ type of illness ဖြားနာခြင်းဆိုတဲ့အမျိုးအစားမှာ sickness ပဲ sickness ဆိုတော့ဒါပင်ပန်းလို့နေမကောင်းလို့ဖြားတာရောဂါပေါ်ကူးတာမဟုတ်ပဲねပင်ပန်းလို့နေမကောင်းလို့ဒီတိုင်းဖြားတာပေါ့ဆိုတော့အဲ့ဒါကိုဆရာတို့ကအပေါ်ကစလုံးလေးနဲ့ပြန်ကြည့်ပြီးတော့ဖြစ်ပြီးုံမယ်ပုံမှန်ဆို acid condition acid condition ဆိုလို့ရှိရင်ဆရာတို့ဘယ်ထဲမှာပါသွားမလဲစဉ်းစားပြီးတော့ဖြေမယ် pills ဒါဆို medicine နဲ့ဝင်မယ် influenza ဘယ်ထဲမှာပါသွားမလဲ pneumonia ဆိုရင်ဘယ်ထဲမှာပါသွားမလဲ capsule ဘယ်ထဲမှာပါမလဲ headache ဘယ်ထဲမှာပါမလဲ headache ဆိုတာ symptom ပေါ့ lightheaded ဘယ်ထဲမှာပါမလဲ palliative palliative ဆိုတာ medicine နဲ့မှာပါမယ်စသဖြင့်ဘယ်စလုံးကဘယ်ထဲမှာပါမလဲဆိုတာစဉ်းစားပြီးတော့ဖြေကြည့်မယ်ရှေ့က exercise A ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီရှေ့က exercise A ကတုံးခဲ့တဲ့စလုံးလေးတွေကိုပြန်ပြီးတော့ယူလာမယ်ယူလာပြီးရင်ဒီမှာ color ဖြည့်ဆယ်ဖို့ရှိမယ်ဆိုတော့ဒါလေးကိုဆက်လို့အထူးထူးကြည့်အောင် after eating some sour mangoes တည်တည်ချင်နေစားပြီးတဲ့အချိန်မှာ she took two tablets of dinjin နော်ဒိုင်ဂျင်နှလုံးစားလိုက်တယ် to control the ါ share ရဒါလိုမျိုးကြည့်ပြီးတော့ပြန်လာပြီးတော့ကြည့်ဆိုတော့ဘာကို तू control လုပ်ပါလဲ asset condition ပါပါလဲ packageive လား packageive ကတော့ medicine ဆိုတော့မဖြစ်နိုင်အဲ asset condition ဖြစ်မှာ to reduce the blank you should take plenty of fluid အဲဘာကို reduce လုပ်ဖို့အတွက်ကို fluid များတော့ပါလဲ sleep deprivation အ sleep deprivation ဆိုတာအိမ်မရတဲ့ယောဂါပေါ့မိထား blank and she could not find out the solution to a problem ဆိုတော့အိမ်မရလို့သူပါဖြစ်မှာလဲ အရာကို she could not find out the solution to a problem ဒီပြဿနာအဖြေမရှာတတ်ဘူးဆိုတော့ရှေ့ရာစလုံးလေးတစ်လုံးဒါသာတပြီးဖြည့်ကြည့်ပြီးယူလာပြီးတော့ဒီမှာပြန်လာဖြည့်မယ် in the rainy season မိုးရာသီမှာဆိုလို့ရှိရင် people tend to get infected ဘလို့ရောဂါပြဖြစ်လဲနမိုနီးယားလား flu လားဒါစဉ်းစားပြီးတော့ဖြည့်ကြည့်မယ် they need to get vaccinated in advance or ကြိုးပြီးတော့ကာကွယ်ဆေးထိုးထားအောင် he had a splitten သူမှာ splitten blank and so he decided to see and so he decided to see a neurologist အဲ့တော့အယုံကျော်ပညာရှင်နဲ့တွားပြီးတော့မှအယုံကျော်ဆရာဝန်နဲ့တွားပြီးတော့မှပြတယ်ဆိုတော့ဘယ်လိုရောဂါဖြစ်မလဲပေါ့ nowadays ဒီနေ့ခေတ်မှာဆိုလို့ရှိရင် search alternative so alternative နည်းလမ်းတွေအများကြီးရှိတယ် as message as massage acupuncture aromatherapy and herbal therapy massage ဆိုတော့အနှိပ်တာပေါ့ acupuncture ဆိုတာက exercise တာ aromatherapy ဆိုတာကတော့ရနံကုထုံးပေါ့လေ ဟာဘာသီရပီဆိုတော့ဒါဆေးဝါးဆိုတာမှာရိုးရဆေးဝါးတွေနဲ့ကုတာမျိုးပေါ့အပင်တွေရတဲ့ရိုးရဆေးဝါးတွေနဲ့ကုတာမျိုးအာဘီကမ်ပြပေါ်ပူလာဝေါ်ဝိုက်ဆိုတာဒါတွေကကမ္ဘာနှက်မှာနာမည်ကြီးတာတွေဆိုတာဆိုတာဆေးဝါးနည်းတဲ့နေဖြစ်တဲ့တခြားမလို့ဒါမက်ဒီဆင်ဖြစ်ရှင်ဖြစ်မှာပေါ့ which do you prefer ဘယ်ဟာပိုချိုက်လဲ taking your medicine in black or tablet form so ဆေးကိုဘယ်လိုပုံစံတောက်ရတာကြိုက်လဲ taking medicine in blank or tablet form ဆေးပြားလား နောက်တစ်ခု capsule ဖြစ်ပါ capsule ဆေးပြတာဒါမျိုးပေါ့ black is a serious illness that affect our lungs and make our breathing difficult so that's a pneumonia ဖြစ်ပါ pneumonia ဆိုတဲ့ရောဂါကဒါအဆုတ်တွေကိုထိခိုက်စေတယ်အသက်ရှူရတာခက်ခဲစေတယ် common blank of hypertension are fatigue and headache so ဒါဆိုရင်သွေးတို့ရောဂါရဲ့လက္ခဏာပေါ့ symptom ပေါ့ fatigue မောပန်းမယ် headache ခေါင်းကိုက် although the words blank and anus are similar in the meaning anus is considered to be formal so အမစလုံးနှလုံးရှိတဲ့ anus နဲ့ဒီပဲတူတဲ့စလုံးဆိုတော့ပြီးတော့အမဖြည့်ကြည့်ပြီးလို့ရှိရင်တွေ့မှာပဲအဲစလုံးနှလုံးမှာဆို anus က formal ပေါ်ပြီးတော့ဖြစ်တယ်ဆိုတော့ရှေ့က exercise A ကိုအရင်ဖြည့်မယ်ပြီးရင်အဲရရတဲ့စလုံးတွေဆရာဘာသာပြန်ပြပေးပြီးစာကြောင်းတွေကိုဆရာဘာသာပြန်ပြတာကိုနားထောင်ပြီးတော့ပဲစလုံးဖြည့်အောင်ပြန်ပြီးတော့စဉ်းစားပြီးတော့ကိုယ်ကိုပြန်ပြီးတော့ဖြည့်ကြည့်ဆရာမဖြေပြဘူးဆိုတော့ကရှေ့ရစလုံးတွေတော့တမီတို့ပို့ပြီးတော့မှအထိပ္ပယ်ကိုနားလည်တယ်မပေါ်စစ်ချက်လို့ဆရာဒီမှာ တမင်မဖြည့်ပြပြီးသွားတာပေါ့နော်ဆိုတော့ဒါလေးကိုရှေ့မှာအရင်ဖြည့်သူ့ရဲ့အထိပ္ပယ်ကိုကိုကို research လုပ်ကြည့်မယ်ရှာကြည့်မယ်အထိပ္ပယ်ကိုနားလည်အောင်လုပ်မယ်ပြီးရင်ဒီမှာလာပြီးတော့မှဖြည့်ကြည့်မယ်ဆိုရင်ဒီသင်ခန်းစာကိုပို့ပြီးတော့နားလည်တာပေါ့ပေါ့မယ်လို့ဆရာယုံကြည်ပါတယ်တာသူမျိုးကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်